အားလုံးပဲမင်္ဂလာပါရှင်။ Revolu Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ point 666စက္ကန့်မှာရိုးမပေါ်တိုက်စစ်စင်ရန်ထွက်ခွာလာသည့်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတေဆုံမှုများပြားကရပ်တန့်နေတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပရောင်တက်နယ်ရှိ0.666စက္ကန့်မှနေ၍ပကံကွဲရိုးပေါ်အထိတိုက်စစ်စင်ရန်ထွက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီးအထိနာရက်တန့်သွားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့မှစ၍0.666စက္ကန့်မှထွက်လာသည့်စစ်ကြောင်းနှင့် AA ပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာရှမန်နီဒီဇင်ဘာ6ရက်နေ့အထိစင်လန်စက္ကန့်ဤတွင်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်။စင်လန်ဘက်ကနေလေတာတောင်ဘက်ကို drone တွေနဲ့အချိန်ပေါင်းများစွာတိုက်ခိုက်လာပါတယ်။ရောင်ကျိုးစက္ကန့်ကိုပြန်ပြီးချင်းကပ်နိုင်ဖို့ကြိုးစားနေတယ်လို့ပြောတယ်။ 666ချီကုတ်စခန်းကနေတံပြန်တိုက်စစ်စင်နေဆိုပြီးစစ်တောင်းတွေထွက်လာတော့တိုက်ခိုက်ခံရလို့ညောင်ချီတော့ဖက်ထွက်ပြေးနေရတဲ့ဟုစစ်ရေးသတင်းရမြစ်ကသတင်းဌာနကိုပြောပါရယ်ပွိုင်း666စခန်းမှာစစ်ကော်မရှင်ချီကုတ်ယူထားတဲ့စင်လန်နဲ့ညောင်ချီတော့ဘက်တို့စစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးတေဆုံးမှုများပြားကကစင်ကလျားထွက်ပြေးနေကြခြင်းဖြစ်ပါရယ်အဆိုပါစခန်းကုန်းမှထွက်လာသည့်စစ်ကြောင်းမှာမတုံချောင်းကိုဖျက်ပြီး ရောင်ကျိုးရိုးပေါ်အထိတက်ရန်စူးစမ်းနေသည်ဟုသိရပြီးအင်အားတထောင်ခန့်မှရိတ်ကပြက်လက်သည့်အတွက်ရောင်ခြေထောက်ကပ္ပစ6ပတ်သို့ထွက်ခွာလာစဉ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်အေအေပြန်လဲလက်လွတ်လိုက်ရ၍စစ်ကော်မရှင်နေရာပြန်ယူထားသည့်0.666စက္ကန့်တွင်အင်အား300ခန့်ဖိတ်မိနေပြီးရှေးခါပြက်လက်မှုများဖြစ်ပေါ်လာသည့်အတွက်စစ်ကြောင်းလိုက်ညောင်ခြေတောက်ဘက်သို့ထွက်လာခြင်းဖြစ်သည်ဟုသိရပါသည်စစ်ကော်မရှင်ကစစ်ကြောင်းများကိုညောင်ချိုးရိုးပေါ်နှင့်လေတာတောင်တဝိုက်စစ်ကြောင်းထိုးနိုင်ရန် အင်အားအလုံးရင်ဖြင့်တက်ရန်ကြိုးစားနေတော့လေအေအေတပ်ဖွဲ့ဤချားဖြတ်တိုက်ခိုက်မှုကြောင့်စစ်ကြောင်းများရှေ့ဆက်မတိုးနိုင်ပေအထိနာရက်တက်နေခြင်းဖြစ်ပါတယ်။ဆင်လန်နှင့်ညောင်ချေတောက်ကြားတွင်စစ်ကော်မရှင်ကကာကင်းစခန်းများခုခံရေးအတွက်လက်နက်ကြီးအချို့ပါထားရှိပြီးအင်အားဖြည့်ထားတဲ့အပြင် point 666စခန်းကိုလည်းလက်နက်ကြီးစခန်းအဖြစ်အခိုင်မာခြေခုပ်ယူခုခံနေကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။ကျွန်မသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။ thank you